အရှင်မဟာဗန္ဓကမထေဝိထုယသရာဂောသအသရှိသောဣဒိယဒေသနာတို့ကိုမြတ်စွာဘုရားသည်ဝေလူဝန်ကြောင့်တော်၌နေတော်မူစဉ်အရှင်မဟာဗန္ဓကကိုအကြောင်းပြုဟောတော်မူလေ၏ထိုရှိသောအတ္တတော်ရှိသောမဟာဗန္ဓကသည်လည်းထိုရှိသောတတ်တော်ရှိသောမဟာဗန္ဓကသည်လေလာတို့ဖြင့်တခုသောဂါထာကိုလေ့လာခြင်းကို ပြုခြင်းကမတတ်နိုင်သော ရှင်သူလဗန္ဓကကို ပင်ဒီသာသနာတော်၌လည်းမထိုက်တန်လူဤစည်းစိမ်ရှမ်းသာမှလည်းသို့ရောက်ဤတင်အားဤသာသနာတော်၌နေခြင်းဖြင့်အဘယ်ကျိုးရှိရနည်းဤသာသနာတော်မှထွက်သွားခြေတော်လောဟုเจ้าမှနှင်တို့၏တကားကိုပိတ်ထားလေယန်းတို့သည်ငါရှင်တို့မဟာပဏကမတိမဟာပဋ္ဌကမထေသည်ဤမိသောမှုကိုပြုလုပ်ပြီးယန္နာတို့အားမြတ်တော်သောထွက်ရှင်းသည်ဖြစ်ပြီးဖြစ်ရောင်တကားဟုစကားကိုဖြစ်စေကြလေကုန်၏ မြတ်စွာဘုရားသည်ကြွလာတော်မူ၍ရှင်သာယံတို့ယခုငါဘုရားကြွလာသည်ဖြစ်သောအခါ၌အဘယ်မိသောတကားဖြင့်သီဝေကြကုန်သည်ဟုမေးတော်မူသောကြောင့်ဤမိသောတကားဖြင့်သီဝေကြပါသည်ဘုရားဟုနာတော်လျှောက်သည်ရှိသောရှင်သာယံတို့ယန္တာတို့အားရာဂအဆရှိသောကိလေသာတို့သည် မရှိကြကုန်ငါဘုရား၏တာတော်ဖြစ်သောမဟာပန္တခသည် အကျိုးစီးပွားကိုရှေ့ရှုခြင်းဖြင့်၎င်းအကြောင်းကိုရှေ့ရှုခြင်းဖြင့်၎င်းပြုလုပ်ပြီးဤဟုမိန်တော်မူ၏ဤခါရာကိုဟောကြားတော်မူလေ၏ယေတာရာဃောသဒောသောသမာနောမခောသပါတိတောသာသာဘောရိဝအာရကတာမံပြုမိပြမနံအာရကပုသောဗျာမသာသာဘောရိဝမုံကြီးစဉ်ကဲ့သို့ယန္တာခြင်းပုဗ္ဗဝါရာဃောသရာဃကို၎င်း ဒောသောသာဒောသာကို၎င်းမာနောသာငါဥသောထောင်လွှားခြင်းကို၎င်းမခောသာသူဤကျေးသူကိုခြေပြခြင်းကို၎င်းပါတိတော်ကြပြီးဝါရှာပြီးတန်ထိုသူကိုအံငါဘုရားသည်ပြမနံပြမနာဟု၍ပြုမိဟောတော်မူ၏ဒေသနာတော်၏အသုံး၌များစွာသောသူတို့သည်သောတာပတ္တိဖို့သာသည်တို့သို့ရောက်ကြလေကုန်၏အရှင်မဟာဗန္ဓကမထေရဝုဒ္ဓပြီ၏